ုတင်ဆက်ပေးချင်တာကတော့ဆိုဗီယက်သစ္စနုရဲ့မင်္ဂလာပွဲမှာစိတ်တက်အမှန်တွေပေါ်ပေါက်ခဲ့လို့လူပြောများတဲ့အနုပညာ၃ဦးကြောင်းကိုတင်ဆက်ပေးပါမယ်။ဟေဝရန်နဲ့ဆိုဗီယက်သစ္စနုရဲ့မင်္ဂလာပွဲ၆ပွဲကိုအောင်မြင်စွာကျင်းပပြီးစီးသွားပါပြီ။သူတို့မင်္ဂလာပွဲတွေမှာအနုပညာရှင်အများအပြားလည်းတက်ရောက်ခဲ့တာမို့လူပြောများစရာအဖြစ်ပြက်တွေများခဲ့ပါတယ်။ဒီရဲကမှစိတ်တက်အမှန်နဲ့လူပြောများခဲ့တဲ့အနုပညာရှင်တွေတင်ဆက်ပေးလိုက်ပါရရှင်။ရွှေသမီးရွှေသမီးကဟေဝရန်နဲ့ဆိုဗီယက်သစ္စနုရဲ့ညစာစာပွဲမင်္ဂလာပွဲလေးမှာသူတို့သမီးရန်ဖြစ်ပေါင်းဝေးခဲ့ပါတယ်။ တို့သမီးရဲ့လှုပ်ပေးခဲ့တဲ့ရွှေသမီးကတခြားသူတွေနဲ့မတူပဲတို့သမီးအရင်ဆစ်ဆစ်ဖြစ်ခဲ့ပါတယ်တို့သမီးအရင်ဖြစ်ရွံ့ရွံ့သစင်ထူးမြင့်တဲ့တခြားမင်းသမီးတွေလည်းပါဝင်ပေးခဲ့တာပါတို့သမီးအရင်တွေဖြစ်လို့စင်ပေါ်မှာဆုပ်ပြေသစင်ညုံနဲ့အတူနေကြရပါတယ်အဲ့ဒီအချိန်မှာဆုပ်ပြေသစင်ကခေါင်းအဖြူကြီးကိုဝတ်ထားတာဖြစ်လို့တွားရလာရလဲခက်ခဲခဲ့ပါတယ်အရှိကူသာအယုံဆိုင်နေလို့နောက်ကဆုပ်ပြေခေါင်းအရှိကြီးကအဆင်မပြေဖြစ်နေရပါဒါကိုရွှေသမီးကသူ့ရဲ့မင်းသမီးကုံကိုမထောက်ပဲ နောက်ကနေနောက်လိုက်တယောက်လို လိုက်လှပီးလှုပ်ပေးနေခဲ့တာပါဆုပ်ပြေကောင်းကိုလိုက်ပြီးတဲ့ပေးတယ်လို့လိုအပ်တယ်လို့လိုက်ပြီးမပေးနေခဲ့တာပါဒါကဆုပ်ပြေကခိုင်းထားမှာမဟုတ်တယ်လို့အခုလိုမျိုးမပေးနေတာတော့သူ့အနေနဲ့မသိခဲ့ပါဘူးရွှေသမီးကအမြင်မတော်လို့လိုက်လှုပ်ပေးနေခဲ့တာပါတကယ်တော့ရွှေသမီးကသူတို့သမီးရဲ့ဆစ်ဆစ်အနေနဲ့ဖြစ်ခဲ့တာပါမင်္ဂလာပွဲမှာသူတို့သမီးကသာအလားဆုံးအရေးကြီးဆုံးဖြစ်အောင်သူလူလှအောင်လို့ဘေးကနေသူတို့သမီးအရင်ကပံ့ပိုးပေးချရတာပါ ဒါပေမဲ့တချို့မိမိတွေကတော့ဟိတ်ဟန်တွေများနေတာမို့မလုပ်ပေးနိုင်ကြပါဘူး။ဒါကြောင့်မို့ရွှေသမီးကိုစိတ်ထားကောင်းသူအဖြစ်သတ်မှတ်နေကြတာပဲဖြစ်ပါတယ်။အောင်ရဲလင်းအောင်ရဲလင်းကလည်းဟင်းဝင်နဲ့စုပြည့်တဆင်တို့ရဲ့ဆုလျာရစ်ပတ်မင်္ဂလာပွဲမှာမင်္ဂလာပန်းချက်ဖြစ်လုပ်ပေးခဲ့ပါတယ်။ပန်းချက်ရတဲ့အချိန်မှာအောင်ရဲလင်းကစီနီယာအကြီးဆုံးဖြစ်တယ်လို့ချန်တဲ့အရာတွေကမင်းသားငယ်လေးတွေဖြစ်ပါတယ်။ဒါပေမဲ့ပွဲမှာအောင်ရဲလင်းကသူ့ထပ်ဝါငယ်တဲ့အချမ်းမောင်တိုင်ရုံတို့ကူညီရပေးခဲ့ပါတယ်။သူကသူစီနီယာဆိုပြီး မမနာလည်းမပြတယ်လို့ပါဝါလည်းမပြပါဘူးအောင်ရင်လင်းကသူ့ကိုယ်သူမနာလည်းမရှိတာမို့ပရိသတ်တွေချီကျူးနေကြတာပါဇပုဇယံတွေပေါ်ဆိုလည်းမခွဲခြားတတ်တဲ့စိတ်ကြောင့်ချီကျူးစရာဖြစ်နေတာပါဖွေ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 ကလည်းဟင်းဝီယံနဲ့တငယ်ချင်းဖြစ်တာမို့မင်္ဂလာပွဲကိုတက်ရောက်ခဲ့ပါတယ်ဆုလျာရစ်ပတ်မင်္ဂလာပွဲကိုတက်ရောက်ခဲ့တာဖြစ်ပြီးတထမို့ဝမုံရွှေရုံနဲ့အတူထိုင်ခဲ့ပါတယ်တထမို့ကသူ့ထက်စင်ညာလည်းဖြစ်တယ်လို့ဝါလည်းကြီးပါတယ်သူတို့ထိုင်နေဝိုင်းမှာစုမြတ်သူစားကအထက်တမုံနဲ့စကားလာပြောနေပါတယ် တတမုံနဲ့ဆိုရင်သူစားတို့ကမတ်တရက်ပြီးစကားပြောနေရမို့ထိုင်ကုန်မှာထိုင်နေရဲ့ပူပေးကထိုင်ရမလို့ထိုင်ရမလို့ဖြစ်နေခဲ့တာပါသူအနေနဲ့စီနီယာမင်းသမီးတွေစကားပြောနေရမို့မထိုင်ရဲဖြစ်နေရပါဒါကြောင့်မို့လို့ပူပေးရဲ့အပြုတ်မှုလေးကိုပရိသတ်တွေကချက်နေကြပါတယ်ပူပေးကသူ့ကိုသူနေချင်တယ်လို့နေပြီးမြဲအစီနီယာရဲနဲ့ပတ်သက်ရင်အလေးထားဆက်ဆံတတ်သူပါဆိုပြတဲ့စင်တို့မင်္ဂလာပွဲမှာဒီလိုအပြုတ်မှုတွေကြောင့်ချီချွတ်ခံရသူတွေရှိခဲ့တယ်လို့တချို့မင်းသမီးတွေလည်းဝေဖန်ခံခဲ့ရတာတွေများပါတယ် ချက်ဆရာကောင်းတဲ့အပြုမူလေးတွေကြောင့်ချီးကျူးခံရတဲ့ဒီနုပညာရှင်၃ယောက်ပေါ့အမြင့်လေးတွေကိုပြောပြခဲ့ပါအောင်နော်ချီးကျူးပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးမှာကတော့ကျမရဲ့ချီလီကအာယုံကျော်စနစ်မကောင်းသေးဘူးဆိုရဲမင်းမင်းကြီးတထမိုးပါတထမိုးကရွေးသူတွေအနုပညာအလုပ်လုပ်နေတဲ့အချိန်မှာသူအနေနဲ့ကျမရဲ့အချိန်လေးကြောင့်အနုပညာလုပ်ပြီးရနာထားခဲ့ရတာပါအစပိုင်းတော့ကတော့အသေးအချိန်လေးတိတ်မကောင်းလို့အနုပညာလုပ်တွေရနာခဲ့ရတာပါ ်အသက်ရောဂါကြောင့်စိတ်ကူးနေတဲ့တခြားရောဂါတွေလည်းတွေ့လာခဲ့တာပါအခုဆိုရင်တထမိုးကအာယုကျော်အခြေအနေလည်းမကောင်းတော့ဘူးလို့ဖွင့်ရလာပါတယ်ခန္ဓာကိုယ်မှာရှိတဲ့အာယုကျော်တွေကတစ်ခုတစ်ခုဖြစ်နေလို့သူ့အနေနဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲအခြေအနေတွေဖြစ်နေရပါပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဆိုရင်တထမိုးကခြေထောက်မှာအနာတရားလေးတွေဖြစ်နေရအောင်တတိမထားမိလိုက်ပါဘူးခြေချောင်းလေးတွေကဘာမှမထင်မိပဲကျိုးနေခဲ့တာပါခြေချောင်းနှစ်ချောင်းကျိုးနေတာတော့မသိပဲစစ်စစ်ကြည့်လိုက်မှသာသိရတာပါ။ဓမ္မရိုက်ကြည့်လိုက်ချင်းမှသာခြေချောင်းကြီးကျိုးနေတာကိုသိရပါတယ် ဂီမဆိုင်ရဲ့အတွက်ခြေတော်ကျိုးတာကပို့ပြီးတော့ဆုသွားခဲ့တာပါတထမိုးကအခုနောက်ပိုင်းမှာသူထိုင်နေနေတော့ဘာမှမလုပ်ခင်းနဲ့တခုပြီးတခုဖြစ်လာခဲ့တာပါခြေတော်တွေလက်တွေဆိုရင်လည်းအခက်မသိရင်ထိမိနေတတ်ပါတယ်ဒါပြင်တထမိုးကခါယူမှလည်းဒဏ်ရာတွေဖြစ်နေပါတယ်မကြကနာဆိုသလိုမှောင်လေးကကျိုးတာမျိုးတွေဖြစ်နေတတ်တာမို့သူ့အနေနဲ့ကုခဲ့ရတာလည်းများပါတယ်မလင်းလုံးတုံးကလည်းတထမိုးကစိမ့်ဆိုင်မှာလိုက်လွင်နေချော်လဲသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့အချိန်ကြာကြီးဘဏ်ကောင်းမှဆေးသွက်ကုခဲ့ရပါသေးတယ် အစာပိုင်းတုန်းကတော့တတမူကကျမကြီးမကောင်းလို့စိတ်တွေညစ်ခဲ့ပါတယ်။သူ့အနေနဲ့လက်လျှော့လိုက်တော့မယ်လို့တောင်ဆုံးဖြတ်ခဲ့သေးရပါ။ဒါပေမဲ့စိတ်ခွန်အားတွေပြန်ရပြီးကျမအောင်ကြိုးစားမယ်လို့ဆုံးဖြတ်ထားတာကြောင့်အခုဆိုရင်တတမူကအမှုပညာအလုပ်တွေကိုပြန်လုပ်ဖို့လည်းပြန်ပြင်ဆင်နေပါတယ်။တချို့တွေကကျမကြီးချင်းနေချင်းတတမူကအမှုပညာအလုပ်တွေရန်နာလိုက်တော့မယ်လို့ထင်ပါတယ်။ဒါပေမဲ့တတမူကတော့အမှုပညာအလုပ်ကိုလုံးဝလက်မလွတ်နိုင်ပါဘူး။အသက်15နှစ်အရွယ်ကလေးကအမှုပညာအလုပ်ကိုလုပ်ခဲ့တာမို့ဒီလောက်ပေါ်မှာချစ်တဲ့စိတ်ကများပါတယ်။ မကြခင်မှာဆိုလဲခံပတ်ပြန်လုံးဝရုပ်ရှင်တကားရှိနေပါသေးတယ်။ဒါမင်းနဲ့ထဲမှာတကူလာပြီးရုပ်ရှင်စကားကြီးကိုယုံတင်ခွင့်ရတော့မှဖြစ်ပါတယ်။အစိုးရရုပ်ရှင်မှာတထမိုးကအရန်ကိုပြန်မှန်းခဲ့ရတဲ့အတွက်သူတို့ဆောင်တော်ကိုလူများကိုချပြချင်တာဖြစ်ပါတယ်။သူရုပ်ရှင်နဲ့လူတွေကိုပြန်ပြီးတော့ဘဝအမောတွေဖြေပြစေချင်နေတာဖြစ်ပါတယ်။တထမိုးကအခုနောက်ပိုင်းခန္ဓာကိုယ်ကအရန်ကိုဝါသွားခဲ့လို့ဝေဖန်ခံရတာလည်းရှိပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့သူမကလှပအောင်ဝင်စင်ကခန္ဓာကိုယ်ကိုပြန်လဲထိမ့်သိမ်းလာခဲ့ပါပြီ။ ီကရရက်ကဆိုပြီးသစနဲ့ဟင်းဝင်လူလက်ထပ်ပွဲကိုလည်းလူငယ်ဆန်းဆန်းပုံစံလေးနဲ့တက်ရောက်လာခဲ့တာဖြစ်ပါတယ်။အမှုပညာလုပ်ကိုဆက်လုပ်ဖို့ဆိုရင်တော့ကျမနေဦးမှာဖြစ်မှာမို့တတမိုးကကျမရဲ့ကိုတိချာလေးကြီးဆိုင်နေပါတယ်။တမိဖြစ်သူနဲ့အတူနေရဖို့အတွက်လည်းငွေတွေရှာဖွေတာစူးစောင်းနေရဖြစ်ပါတယ်။အခုနောက်ပိုင်းဆိုတမိလေးစလုံးတွေထက်ကလည်းမိခင်ပေါ်မှာတိတက်လေးမလာပြီဖြစ်တာကြောင့်တထမို့အတွက်စိတ်ချမ်းသာစရာအခြေအနေကိုပြင်ထန်နေရပါ။အမှုပညာအလုပ်ပြန်လုပ်တော့မယ်တထမို့အပေါ်အမြင်လေးကိုပြောပြခဲ့ပေးပါအောင်ရှင်။ ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရနော်။ကျောကုံးမော်ကအလုံးကြီးဖြစ်နေတဲ့သားလေးကိုရင်ကုန်ခေါ်ကစိတ်ကူပြီးတော့မှခိုင်းနှင်းဝေပါရှင်။ပရိသတ်ကြီးခိုင်းနှင်းဝေကအမွေကင်းစကလေးတွေနဲ့သားလေးတွေရွယ်ကလေးလေးတွေကိုပါခေါ်ယူမွေးစားရုံနဲ့မကဘဲကလေးတိုင်းရဲ့ပြဿနာကိုဖြေရှင်းပေးနေရပါ။ပြဒနာအလုံးကိုကူညီပေးနေတဲ့သူမကိုအကူအညီတောင်းသူတွေလည်းများပါတယ်။ဒီထဲကမှနေဘက်ကနေသားလေးတယောက်ကခိုင်နှွေကိုအကူအညီတောင်းနေခဲ့တာပါ။ အခုညှိထားရတဲ့အကြောင်းရင်းကတော့ကျော်ကုန်းပေါ်မှာအဖူကြီးရှိနေတာမခွဲနိုင်တာကြောင့်မှစိုးလွင်ထွန်းဆိုတဲ့သားလေးကကျော်ကုန်းပေါ်မှာအဖူကြီးဖြစ်နေပါတယ်မိခင်လည်းမရှိတော့တဲ့အပြင်ဖခင်ကလည်းအလုပ်လုပ်ပေမဲ့မထောက်ပံ့နိုင်ပါဘူးဒါကြောင့်မို့မိခူအားထားမယ်ပြီးသူတယောက်တည်းဒုက္ခရောက်နေပါတယ်အရှင်တော်ကတော့သူ့ရဲ့ဝမ်းရည်အတွက်သူ့ကိုယ်တိုင်သာအလုပ်ကျန်းတွေလုပ်ပြီးရှာဖွေစားတော့ပါတယ်ဒါပေမဲ့ကျော်ကုန်းပေါ်မှာအဖူကြီးတစ်ခုပေါ်လာပြီးအတော်လေးကိုကြီးလာခဲ့တာပါ တဖြည်းဖြည်းနဲ့ဂုတ်ဘွားအဖူကြီးထိုးထွက်နေတဲ့အပြင်နေထိုင်သွားလာတော့ပါခက်ခဲခဲ့ပါတယ်။အဖူကအညာဘက်ဆိုရင်အရေတွေပန်းထွက်ပြီးရမ်းကုန်တာပါတယ်။နာလွန်တဲ့အတွက်မို့လမ်းလည်းမလျှောက်နိုင်သလိုခေါင်းလည်းမူပါတယ်။ဒီနာကြောင့်ပဲသွေးအားနည်းနေသလိုလူကဖြူဖက်နေတဲ့အပြင်အားနဲ့လွန်တာမို့အဆင်မပြေဖြစ်နေရပါ။အဖိုးကလည်းမခွဲဘူးဆိုရင်ကလီစာရဲ့ထိပြန့်တော့မယ်လို့သိရပါဗျ။ဒါပေမဲ့သားလေးကခွဲဖို့မတတ်နိုင်သလိုငွေကြေးလည်းမရှိပါဘူး။ခွဲပြီးမဲ့သူလည်းမရှိတဲ့အတွက်အဆင်မပြေတဲ့အခြေအနေကိုရင်ဆိုင်နေရတာပါ။ ။ဒါကြောင့်မူစေကန်းလည်းမပြနိုင်လို့ခွဲဖို့ဆိုတာဝေလွန်းတဲ့အခြေအနေပါ။ခိုင်နှင်းဝေကိုအကူအညီလမ်းတောင်းတဲ့အချိန်မှာကူညီပေးမယ်ဆိုပြီးဆက်သွယ်ခဲ့ပါတယ်။ခိုင်နှင်းဝေကတော့ဒါလေးကိုအရန်တနာနေခဲ့တာပါ။အသက်ငယ်ငယ်နဲ့အခုလိုလောက်ကိုင်းစားတော့ရတဲ့အပြင်အနာပါခံရတာမျိုးစိတ်မကောင်းဖြစ်နေပါတယ်။ဒါကြောင့်မို့လို့ဒါလေးကိုရန်ကုန်လာဖို့ဈေးအထုတ်ပြီးတဲ့အပြင်ဆေးရုံကိုပြပေးခဲ့ပါတယ်။အခုလက်ရှိမှာတော့အနာကိုဖောက်ထုတ်ထားပြီးတော့ခွဲခန်းကိုပို့ပေးထားပါတယ်။စစ်စစ်ကြည့်လို့ကင်းစားရမှာမဟုတ်ဘူးဆိုရင်တော့ခုရတာလွဲမှာပါ ကုလကုံဝင်ငွေအားလုံးကိုခိုင်နှင်းဝေကအကုန်ကြခံပြီးမှဖြစ်ပါတယ်။ခိုင်နှင်းဝေကတော့အလုံးကြီးကကိစ္စမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးနေပါတယ်။ကိစ္စသာဖြစ်မယ်ဆိုရင် အချင်းညီကပြောင်းလဲသွားနိုင်တာကြောင့်ပါ။ဒါလေးကပြုစုမဲ့သူလည်းမရှိတဲ့အတွက် နေကောင်းမှသာအဆင်ပြေမှာပါ။နေပြန်ကောင်းရင်သူ့အနေနဲ့အလုပ်လုပ်ကကိုဝမ်ကိုကြောင်းရမှာဖြစ်ပါတယ်။အသက်ငယ်ပြီမင်းကိုရန်ရှာဖွေစားတောက်နေရတာကြောင့်ဒါလေးကိုတနာကခိုင်နှင်းဝေကအကူအညီပေးတာပါ။ဒီတက်ရွယ်မှာအတွေ့ခေါ်ကစား လူကြီးတွေးခေါ်ဖြစ်တာမို့အလုတ်ကျန်းလုံနေရတာကိုသနားနေကြတာဖြစ်ပါတယ်။ဒါလေးကနေအမြန်ဆုံးပြန်ကောင်းချင်တယ်လို့ဖွင့်ဟထားပါတယ်။အစပိုင်းတော့ကဆိုရင်ဒါလေးကတငါတဲ့လုတ်ကူလဲလုတ်တလို့တောင်းမမအလုတ်ကျန်းလဲလုတ်ပါတယ်။ဒီနာကပြီးကလည်းပြီးတဲ့အနာဖို့လေးပောက်တာကိုအလုတ်ကလူတွေဝိုင်းညှိလိုက်ကြတာပါ။အလုတ်ကျန်းလုတ်တာမို့လက်ကပေးချန်နေချိန်မှာအနာကိုတွားညစ်ဖြစ်တာပါ။ဒါကြောင့်မို့အနာကပိုးဝင်သွားပြီးအခုလိုအဖူကြီးဖြစ်သွားတာဖြစ်နိုင်တယ်လို့ဆရာဝန်တွေကပြောပြထားပါတယ်။ ဒါအပြင်ဖြစ်နေချိန်မှာချက်ချင်းမကူတာပဲပြစ်ထားလဲလို့တဖြည်းဖြည်းပူကြီးသွားတာပါအချိန်ကကြာလာပြီမို့ကင်းစားလို့အနာမျိုးလည်းဖြစ်သွားနိုင်တာဖြစ်ပါတယ်ရန်ကုန်မှာနေတဲ့အချိန်မှာခိုင်နေဝေကစားတောက်စိတ်တင်မကပဲနေထိုင်စိတ်ပါငွေထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်ခိုင်နေဝေကူညီပေးလို့အများဆုံးတက်တာလာတော့မဲ့ဒါလေးပေါ့ဘယ်လိုမြင်လဲဆိုတော့ comment လေးတွေရေးသွားပေးပါအောင်ရှင်ချစ်ရပြိသက်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်အခုလူပြည်နာကလေးတွေကိုအချိန်ရတဲ့ဒီရှင်ရှုနာဆင်တော့ ကျွန်တော်ရဲ့ Selena မမ YouTube channel ကိုလည်း like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်အစောပိုင်းရှိရှိပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်